အားလုံးပဲမင်္ဂလာပါဒီနေ့ကျရရဲ့ဗီဒီယိုမိတ်ဆွေတွေကို အထူးမေတ္တာလက်ဆောင်ပေးချင်တာကတော့စနေသားသမီးအားလုံးအတွက်တပတ်စာ တားတော့ဗီဒီယိုဟောစတာဖြစ်ပါတယ်ယနေ့ဟာစနေနေ့ဖြစ်တဲ့အတွက်စနေသားသမီးအားလုံးအတွက်တပတ်စာတားတော့ဗီဒီယိုဟောစတာဖြစ်ပါတယ်ယနေ့ဟာ15ရက်နေ့ဖြစ်တဲ့အတွက်15 16 18 19 20 21 21ရက်နေ့ထီအောင်17လပိုင်း21ရက်နေ့ထီအောင်အကျုံးဝင်ပါလိမ့်မယ်နော် စနေသားသမီးအားလုံးအတွက်ဒီတစ်ပတ်ကြားရောက်တဲ့ကံကြမ္မာနမိတ်ပုံကတော့ဓာဘယင်မဓာဘယင်မနမိတ်ပုံဖြစ်ပါတယ်နော်ဓာဘယင်မနမိတ်ပုံဖြစ်ပါတယ်စနေသားသမီးဆွေတွေဒီအပိုင်းတွင်းမှာစိတ်ဆင်းရဲစရာဝမ်းနည်းစရာကြေကွဲစရာဖြစ်ရကလေးတွေရင်ဆိုင်ဖြစ်ရှင်းရတတ်ပါတယ်နော်ပြီးတော့လုပ်ငန်းကိန်းကန်းတွေမှာခက်ခဲတာစီနောက်ဆက်ပြဿနာလေးတွေရင်ဆိုင်ဖြစ်ရှင်းရတတ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ စကားများရတာတွေစိတ်ပူပန်ရတာတွေကြုံရတတ်ပါတယ်နော်ငွေခက်ခဲဖြစ်တတ်ပါတယ်ပြီးတော့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တွေငွေနဲ့လုပ်ငန်းမှာဆုံးရှုံးနေတာမှုတွေများစွာကြုံရတတ်ပါတယ်ဗျဝန်ထမ်းဖြစ်တဲ့ဆိုရင်လဲဒီအပိုင်းတွင်းမှာအတိုက်ခိုက်အပြိုင်ဆိုင်တဲ့ရန်သူတွေများစွာပေါ်ပေါက်လာတတ်ပါတယ်အထက်လူကြီးရဲ့ကြောက်တွန်းခြင်းကိုခံရခံရတတ်ခံရတတ်ပါတယ်ပြီးတော့မိမိမသွားခြင်းတဲ့နေရာမလုပ်ခြင်းတဲ့နေရာဌာနကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတတ်ပါတယ်နော် ။စီးပွားရေးကတော့ဒီအချိန်မှာကျဆင်းနေပါတယ်နော်။ငွေဟာဝင်ငွေနဲ့ထွက်ငွေထွက်ငွေရများနေတတ်တယ်။ဝင်ငွေကနည်းပြီးတော့ထွက်ငွေရများနေတတ်ပါတယ်ဗျ။ငွေကံမကောင်းသေးဘူးနော်။အကျွေးတင်တာတွေပါတွေကြုံရတတ်တယ်။ရစရာရှိတဲ့ငွေကြေးတွေဆုံးရှုံးနေတာမှုတွေကြုံရတတ်တယ်။ပေးစရာရှိတဲ့အကျွေးတွေကတော့ဇော်တင်တောင်းခံရတတ်ပါတယ်။ပြီးတော့မိတ်ဆွေပေါင်းတဲ့နေပတ်သက်ပြီးတော့အဆင်မပြေမှုလေးတွေတဘောသားချင်းမတိုက်ဆိုင်တာလေးတွေကြုံရတတ်တယ်ဗျာနော်။ လူမှုလူမှုရေးမှာလည်းပြဿနာလေးတွေဖြစ်တတ်ပါတယ်။မိတ်ဆွေဟောင်းနေနဲ့လမ်းခွဲရတာတွေပြဿနာလေးတွေပေါပေါက်လာတတ်ပါတယ်။အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့လည်းအဆင်မပြေမှုတွေများစွာကြုံရတတ်ပါတယ်နော်။အိမ်တော်ရေးမှာစိတ်မချမ်းမြေ့ပွေရအိမ်တော်ရေးပိုင်ဆိုင်နေရတတ်ပါတယ်။သားရဲသမီးရေးနဲ့ပတ်သက်ပြီးတော့လည်းသားသမီးတွေသားသမီးတွေကမိဘစကားနားမထောင်တာသားသမီးတွေကြောင့်ငွေကုန်ကြေးကြများတာတွေဖြစ်တတ်ပါတယ်နော်။ ဒီချိန်မှာရန်သူတွေကတော့များစွာများစွာရှိနေပါတယ်ရန်သူတွေကြောင့်စိတ်နှောင့်ယှက်ဖြစ်ရမယ်ညမအိနိုင်မစားနိုင်ဖြစ်တတ်ပါတယ်เนาะရန်သူတွေကအတွင်းလူအပြင်လူမိမိအယုံကြည်အားထားတဲ့သူတွေကမိမိကိုဒုက္ခပေးတတ်ပါတယ်เนาะကျမကြီးနဲ့ပတ်သက်ပြီးတော့သွားကြိုက်တာတို့เนาะအကြောနဲ့ပတ်သက်တဲ့ယောဂါလေးတွေခံစားတတ်ပါတယ်ဗျာ လူမရင်းမှာမိမိပတ်ဝန်းကျင်ကလူတွေနဲ့စကားများတာတွေကြုံရတတ်တယ်ဗျာနော်လုပ်ငန်းကိုင်ကန်မှာလည်းအပြိုင်အပြိုင်ဆိုင်တိုက်ခိုက်လေးတွေပြဿနာလေးတွေကြုံရတတ်ပါတယ်လူငယ်တွေပညာရေးနဲ့ပတ်သက်ပြီးတော့ဆာမွေးဝဲကြမယ်အင်တာဗျူးကြတတ်ပါတယ်ပြည်တွင်းပြည်ပခရီးတွေစီစဉ်ထားတဲ့မိတ်ဆွေတွေကတော့ခက်ခဲတွေကြားတဲ့ကနေအောင်မြင်မှုတွေရရှိတတ်ပါတယ်ဒီရက်ပိုင်းတွင်းမှာတင့်တွေကန်ကောင်းစေတဲ့ကဏ္ဍတွေကတော့၃ကဏ္ဍ၉ကဏ္ဍဖြစ်ပါတယ်နော်၃ကဏ္ဍ၉ကဏ္ဍပါတဲ့ကဏ္ဍတွေကိုများများကန်ဆန်းပေးပါနော်ဒီအပိုင်းတွင်းမှာ ကြုံတွေ့ရမဲ့ကန်စာတာအဆိုးတွေကိုအများဆုံးပြပြပြီးတော့ကံကြမ္မာကောင်းများပွင့်လန်းစေဖို့အတွက်ဖះရှင်ကိုတော်မြတ်ကြီးဟာမျက်နှာသက်တော်ရေလူတန်းပြီးတော့ဆူတောင်းရမယ်เนาะပြီးတော့မနက်စောစောမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာကော်ဖီရဲ့မွေးငါးရဲ့လူပြီးတော့ဆူတောင်းပေးပါဒုက္ခပေါင်းကနေလုကင်းသွားပါလိမ့်မယ်ဆရာကဟောကြားပေးခဲ့တဲ့တားတော်ဘေရင်ဟောစရံဟာမိษွေတို့အားလုံးအတွက်အကျိုးရှိတယ်ဆိုရင် ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးခဲ့ပါမိတ်ဆွေတို့ရဲ့နိစ္စရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းစင်းတွေကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်ဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပည့်ရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာထံမှာဗီဒီယိုမေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တားတော့ဗီဒီယိုဧကန်တဗီဒီယိုမေးခြင်းနဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက် ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ် ဗေဒညံပူဇော်ကယူပါတယ်နော် ပြီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေတံပိုးကြီးပစ္စည်းတွေအများဆုံးရောင်းထွက်စေဖို့အထူးတိုက်တက်စင်တွေပြုလုပ်ပေးပါတယ်အာမခံတယ်ပါပြီးတော့ခြေရင်းမှာသစ္စာဖောက်ခံရတာအိမ်တော်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့ကျမ်းမာရေးသေးတဲ့ညံနေတဲ့လူနာတွေအောက်လန်းပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါနော် ပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့နေ့စဉ်ငွေကြေးလက်လာပါတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်းကစားအရှုံးများနေတဲ့မိတ်ဆွေတွေနှလုံး၃လုံး၆လုံးချဲဘောလုံး၆កောင်ချင်းကြက်ဖဲဆလော်ဂိမ်းကာစီနိုဂိမ်းငမန်းဂိမ်းစသည်အားဖြင့်လောင်းကစားအရှုံးများနေတဲ့မိတ်ဆွေတွေအမြတ်ငွေတွေချက်ချင်းရအောင် ပုံနကနမင်းကြီးရဲ့အစီအရင်နေဆောင်ရွက်ပေးပါတယ်နော်ပြီးတော့အိမ်ကထွက်သွားတဲ့ယောက်ျား မိန်းမသားသမီးတွေချက်ချင်းပြန်လည်ရောက်ရှိလာစေဖို့ပျောက်သွားတဲ့တံပိုးကြီးရတနာပစ္စည်းတွေချက်ချင်းပြန်လည်ရရှိစေဖို့ဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံလာစေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကို အောင်မြင်ဖို့မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့ပြီးတော့ရာထူးတိုးဖို့နေရာကောင်းရဖို့လက်ရှိနေရာမှာတည်မြဲစေဖို့လက်ရှိနေရာကနေပြောင်းရွှေ့ခွင့်ရစေဖို့ လိန်တူချစ်သူများအစဉ်ပြေစေဖို့မိဘစကားနားမထောင်တဲ့သားသမီးတွေမိဘစကားနားထောင်လာစေဖို့အချုံနောင်ဖန်စီခံနေရတဲ့မိတ်ဆွေများလည်းအချုံနောင်ဖန်စီကနေချက်ချင်းလွမြောက်စေရန်အထူးရရာစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်အမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်ပြီးတော့ အိမ်သစ်ဆောက်ရန်ရကောင်းမင်္ဂလာ နေကောင်းရတာရွေးချယ်ပေးခြင်းဆိုင်သစ်ဆောက်ရန်ကုမ္ပဏီသစ်ဖွင့်ရန်ဟလာလုပ်ငန်းစတင်ရမည်နေ့ဟလာခရီးသွားရမည်နေ့စသည်နေကောင်းရတာခါကောင်းမင်္ဂလာကောင်းများရွေးချယ်ပေးခြင်းမင်္ဂလာဆောင်ခန်းနာများအတွက်အခါကောင်းရွေးချယ်ပေးခြင်းအလူမင်္ဂလာပွဲကြီးများအတွက်နေကောင်းရတာအခါကောင်းများရွေးချယ်ပေးခြင်းကလေးမီးဖွားခွဲစိတ်ရန်အတွက်နေကောင်းရတာအခါကောင်းမင်္ဂလာကောင်းများရွေးချယ်ပေးခြင်းဟလာကုမ္ပဏီကြီးများ လုပ်ငန်းကြီးများစတင်လုပ်ကန်ရန်နေကောင်းရက်သားအခါကောင်းမင်္ဂလာကောင်းရွေးချယ်ပေးခြင်းများကိုဆရာဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က39 0956866858ပြီးတော့39968346လုံး156ဖြစ်ပါတယ်เนาะအဲ့ဒီ39968866858အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ် ဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်เนาะပြပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါပြတွင်းကမိတ်ဆွေတွေကတော့ဆရာကိုဓာတ်ရိုက်ဖုံးခေါ်ပြီးတော့မေးကြပါဆရာရဲ့ဗီရင်ဟောကန်မှာလာမေးခြင်းနဲ့ဆိုရင်တော့နှောကုံကြီးရွာရေဦးမြို့နယ်စကိုင်းတိုင်းမှာဆရာနေပါတယ်ဆရာရဲ့ဗီရင်ဟောကန်မှာလည်းလာမေးလို့ရပါတယ်เนาะမလာခင်မှာဆရာကိုဖုံးကြိုဆက်ပေးပါ ကိုနေရသားသမီးအားလုံးကျန်းမာချမ်းသာ၍စီးပွားလက်လာပါတွေတိုးတက်ကြပါစေအခြေရေးအိမ်တော်ရေးဒီမှာတာယာပျော်ရွှင်ပြီးတော့အသက်ရှူတိုင်းငွေတွေရကြပါစေလောကကောင်းကျိုးတာရဏတော်ရဲ့ကောင်းကျိုးကိုကောင်းစွာရွက်ဆောင်နိုင်သောအမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ဆရာကစုမုံကောင်း တောင်းပေးလိုက်ပါတယ်ဗျာနော်